တင်ရမယ်စီဒီကနေ့အောက်တိုဘာလ31ရက်တောက်ချန်နေ့ကနရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းအစီအစဉ်မှာခေါပောက်ကျေးရွာကပြည်သူနေအိမ်တွေကိုစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်းစစ်အုပ်စုရဲ့လူခွေရေးချိုးဖောက်ထားတွေကြောင့်မြန်မာနိုင်ငံတဝမ်းမှာတလအတွင်း၁၈နှစ်အောက်ကလေး35ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့စစ်ကောင်စီကလည်းဒီမော့ဆိုနောက်ဖက်ချန်ကစပါးရိတ်သိမ်းနေတဲ့တောင်သူတွေကိုလက်နေကြီးနဲ့ပြစ်ခတ်နေတဲ့အခြေအနေတွေကိုတင်ဆက်ပေးပါမယ်ရှင်။ မောစုံမြို့နယ်နောက်ဖက်ချန်ခေါပလောက်ကျေးရွာကပြည်သူနေအိမ်တချို့ကိုစစ်ကောင်စီတပ်ကအော်တိုဘာလ29ရက်နေ့မှာမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အခုရက်ပိုင်းခေါပလောက်ကျေးရွာမှာစစ်ကောင်စီတပ်သားတွေဝင်ရောက်တပ်ဆွဲနေပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာပါ။စစ်ကောင်စီတပ်ဟာမြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲလူသူရှိတဲ့ကျေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတယ်လို့လည်းဒေတာခန်တွေကပြောပါတယ်။ဒီမောစုံမြို့နယ်ဒေါငါခါကျေးရွာနဲ့ခေါပလောက်ကျေးရွာမှာ ောက်တိုဘာလနောက်ဆုံးပတ်တွင်ထိတွေ့တိုက်ပွဲကြီးကြီးမားမားမရှိပေမဲ့စစ်ကောင်စီတပ်က drone နဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့မှာစစ်ကောင်စီတပ်ရဲ့ drone ကြောင့်အုတ်ခူရီခြေရွာမှာကောက်ရိပ်သိမ်းနေတဲ့အရက်သားပြည်သူတို့ဘုံဆထိမှန်တေဆုံးခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာအခုရိပ်သိမ်းရာဒီကာလတွင်ဒီမော့ဆို prosol မြို့နယ်တွေမှာ drone အသုံးပြုပြီးပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်တိုက်ပွဲ area နဲ့နေတဲ့နေရာတွေမှာ လှုပ်ချုပ်ရေးသတိရှိကြဖို့တော်လိုက်ရေးတပ်ဖွဲ့တွေရဲ့ညွှန်ကြားချက်တိုင်းလိုက်နာကြဖို့ကိုတော်လိုက်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါရဲ့ရှင်မြန်မာနိုင်ငံတဝမ်းမှာစီအိုစုရဲ့လူခွေးရီချိုးဖောက်တာတွေကြောင့်အော်တိုဘာလတလအတွင်း16နှစ်အောက်ကလေးငယ်35ဦးသေဆုံးခဲ့တယ်လို့မနေ့ကအော်တိုဘာလ30ရက်နေ့မှာနိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသေး AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အဲဒီ35ဦးမှာမိန်းကလေး18ဦးနဲ့ ယောက်ျားလေး16ဦးတို့ဖြစ်ကြပါတယ်။သေဆုံးသူ35ဦးမှာ28ဦးဟာစစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်ရာတွေကြောင့်သေဆုံးခဲ့ရတာဖြစ်ပြီးကျန်တဲ့6ဦးမှာတော့စစ်အုပ်စုရဲ့လက်နက်ကြီးကြောင့်ပြစ်ခတ်တိုက်ခိုက်တဲ့အတွက်သေဆုံးခဲ့ကြရတာပါ။ဒေသအလိုက်သေဆုံးမှုမှာရှမ်းပြည်နယ်အတွင်း10ဦးနဲ့သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီးစကိုင်းတိုင်းမှာတော့9ဦးနဲ့သေဆုံးမှုဒုတိယအများဆုံးဖြစ်ခဲ့တာပါ။သေဆုံးသူ18နှစ်အောက်ကလေးငယ်35ဦးအပြင် နောက်ထပ်ဆယ်ဦးရဲ့စီးရေးကိုလည်းစုဆောင်ထားပြီးအတည်ပြုနိုင်ဖို့ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဒီကနေ့အော်တိုဘာလ31ရက်နေ့နဲ့9နိုင်ဦးချင်းမှာစစ်ကောင်စီတပ်တွေကစပားရိတ်သိမ်းနေတဲ့တောင်သူတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာဒီမော့ဆိုနောက်ဖက်ခြံကလေခွေးတနေရာကိုကြောက်ရပေါက်ကွဲခဲ့ပေမဲ့လူထိခိုက်မရှိဘူးလို့သိရပါတယ်။တောင်သူတွေရဲ့အဆိုအရလက်နက်ကြီးလေးလုံးကြောက်ရပေါက်ကွဲခဲ့ပြီး လက်ခွေးနာကငောင်မွေးမြူကန်တွဲကြားရောက်ပောက်ကွဲခဲ့တာပါစစ်ကော်မရှင်ရဲ့ဗက်တရေးကနေပြစ်ခတ်လိုက်တဲ့ဆိုတာကိုတော့အတိအကျမသိရပေမဲ့ဒီမော့ဆိုအချစ်ဆိုင်တရေးတွေကဖြစ်နိုင်တယ်လို့တောင်သူတွေကခန့်မှန်းပါတယ်အခုအော်တိုဘာလအတွင်းစစ်ကော်မရှင်ကဂရင်းနီပြည်တွင်စပားပြန်ရိတ်တင်းတဲ့ပြည်သူတွေကိုလက်နေကြီးဒရုန်းတွေနဲ့ခက်စစ်စိတ်ပြစ်ခတ်မှုတွေပြုလုပ်နေတာပါပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့ကလည်းစစ်ကော်မရှင်ဒရုန်းကြောင့် စပားရိတ်သိမ်းနေတဲ့ဒေတာခန့်တောက်သူတချို့သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပါတယ်။ကနရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny Bidu Bida အားလုံးဘင်းကေလှုပ်ချုပ်ကြပါစေရှင်။ကျွန်မမော်လီမြပါ။